မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအလှတရားတွေနေရာတိုင်းမှာ ရှိနေတာပါလေဒါပေမဲ့အဲ့ဒီအလှတရားတွေကို လူတိုင်းရဲ့ရင်ထဲထိရောက်အောင် ပို့ဆောင်ပေးနိုင်တယ်တဆင့်ပြန်လည်တင်ပြနိုင်တဲ့သူတွေကဏ္ဍအသီးသီးမှာရှိနေတာပါလေဒီနေ့မှာတော့ကျွန်တော်တို့ဟာရေပြင်ပေါ်ကအလှတရားတွေကို canvas ပေါ်မှာအသက်သွင်းဂျပန်တွေရဲ့ဘဝဆက်ဝန်းကို ူ့ရဲ့စုပ်ချက်တွေနဲ့ကြ བྱ ာဆန်းဆန်းဖွဲ့ဆိုနေတဲ့ပကြီးဆရာတို့ဖြစ်တဲ့ဆရာအောင်စင်ရဲ့ကဘာလေးကိုခဏလောက်ဝင်ရောက်ကြည့်ရှုကြရမှာဖြစ်ပါလေဆရာအောင်စင်လို့ဆိုလိုက်ရင်ကြာခံပကြီးက subject တွေကိုပဲတံပီးမြင်ကြရလောက်တဲ့အထိသူနဲ့ကြာခံဟာခွဲခြားလို့မရတဲ့အမှတ်သားတစ်ခု ဖြစ်နေခဲ့ပါပြီဒါဟာမတော်တဆဖြစ်လာတာမဟုတ်ပါဘူးကြားတွင် အရွယ်တွေ့ရဲ့သဘောတဘာဝကိုအသေးစိတ်နားလည်ဖို့အတွက်ဆရာကိုယ်တိုင်အိမ်မှာကန်တူပြီးဂျာပင်တွေကိုစိုက်ပျိုးလေ့လာခဲ့တယ်ဆိုတဲ့အထိသူ့ရဲ့စိတ်နှမြုံမှုက ကြီးမားလွန်းလာပါလေဒီလိုအမှုပညာပေါ်ထရှိတဲ့သူရေးတဲ့ပကြီးကားအတွက်သူ့ရဲ့လေးနက်မှုမျက်နှာမှုတွေကပဲသူ့ရဲ့ပကြီးကားတွေကိုတခြားသူတွေနဲ့မတူဘဲတမူထူးခြားစေတဲ့အဓိကတော့ချက်ဖြစ်နေခဲ့တာပါ ပထမဆုံးအနေနဲ့ဆရာအောင်စင်းရဲ့ပကြီကားတွေမှာကျွန်တော်တို့အရင်ဆုံးသတိထားမိတာကတော့ရေပါပဲသူ့ရဲ့ပကြီကားတွေကရေဟာနောက်ခံသက်သက်မဟုတ်ပါဘူးသူဟာရက်ကောင်တကောင်လိုအသက်ဝင်နေပါလေဒီပကြီကားကိုကြည့်လိုက်ပါရေပြင်ဟာကြည်လင်နေတဲ့မှန်တစ်ချက်လိုပဲဒိန်ဆိုင်တွေနဲ့ဖျာချနေတဲ့ကောင်းငင်များကိုအပြည့်အဝထင်ဟန့်နေတယ်ကြာရွက်တည်းရဲ့ရိတ်တွေ ပန်းမွင့်နေရဲ့အယောင်ပြန်မှုတွေကရေပြင်ပေါ်မှာ ပကြီကားတစ်ချက်ထက်ဆင့်ရေးဆွဲထားတယ်လို့ပါပဲဒီလိုရေရဲ့ကြည်လင်မှုကိုပေါ်ပြဖို့အတွက်ဆရာဟာအယောင်တွေကိုဘလောက်တောင်ကြွန့်ကျင်စွာအသုံးချထားသလဲဆိုတာကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်ခု GPG ကမှာတော့လုံးဝကိုမတူညီတဲ့ ခံစားမှုတစ်ခုကိုပေးစွမ်းမြန်ပါလေညရဲ့နှဆိုင်မှုလာရောင်ရဲ့အေးဆက်နေတဲ့လင်းနှံတွေအောက်မှာကြာရွက်တွေဟာငွေရောင်တန်းနေတယ်ရေပြင်ပေါ်ကလာရောင်ရဲ့ထင်ဟမှုဟာလမ်းပြချက်တစ်ခုလိုဝင်းလက်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုစမ်းကြယ်တဲ့အလှနဲ့လွှမ်းခြုံထားပါလေနေမြင့်ကွင်းကတက်ကြွလန်းဆမှုကို ပေးနေချိန်မှာဒီညမြင့်ကွင်းကတော့ကျွန်တော်တို့ကညရဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေမှာအတွေးနယ်ချဲ့ဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲဆရာအောင်စင်ဟာအလင်းကို နားလေတဲ့ပကြီးဆရာတယောက်အဖြစ်မဖြစ်မနေအတိမတ်ပြုတ်ကိုပြူရမှာပါနေရောင်ဖြစ်ဖြစ်လရောင်ဖြစ်ဖြစ်အလင်းရဲ့တက်ရောက်မှုအလိုက်ဂျာဂန်တစ်ခုလုံးကိုမြင်ရသူရဲ့စိတ်ခံစားမှုကို သူ ပြောင်းလဲပြစ်နိုင်ပါလေ ဆရာအောင်စင်းရဲ့ဂျာဂန်တို့ရာမျက်စိဘရာသာဖြစ်ရုံတသက်မဟုတ်ပါဘူးသူပကြီးကားရီကနေကျွန်တော်တို့ဘဝရဲ့သဘောတရားတွေကိုပါခန်းစားရရှိနိုင်ပါလေဒီပကြီးကားကို လေးလာကြည့်ကြရအောင်ပါဒီထဲမှာရေပြင်ပေါ်ကနေအမှန်ပြင်းနဲ့ထိုးထွက်လာတဲ့ကြာဘူးလေးတွေရှိတယ်လောကကြီးကို အလှပြဖို့အာယူနေတယ်နှုပြိုခြင်းရဲ့တငေတာတွေပေါ့တဖက်မှာလည်းအလှဆုံးချိန်မှာ ပွင့်လန်းဝေစားနေတဲ့ဂျာပန်တွေ ူရဲ့အယောင်သူ့ရဲ့တရံကအသက်ရဲ့ပြည့်စုံခြင်းကိုပေါ်ကျူးနေပါလေဒါပေမဲ့အဲ့ဒီအနာမှာပဲညှိုးနှွမ်းခြောက်သွေ့ပြီးရည်ရဲကို ပြန်ခောက်ကြသွားတဲ့ကြာရွက်ဦးလေးကြာခွက်တွေကိုလည်းဆရာကထက်သွင်းရေးဆွဲထားတာကို တွေ့ရပါလိမ့်မယ်ဆရာက ကျွန်တော်တို့ကိုဘဝရဲ့ဆက်ဝန်းတစ်ခုလုံးကို ပြသနေတာပါ ဖြစ်ချင်းတည်ချင်း ပြက်ချင်းဆိုတဲ့အနိစ္စတရားကိုစကလုံးမပါဘဲသူ့ရဲ့စုပ်ချက်တွေနဲ့သင်ပြနေတာပါ အလားတရားဆိုတာပွင့်လန်းနေတဲ့အချိန်မှာပဲရှိတာမဟုတ်ဘဲညိုးရော်ကြွေကျသွားခြင်းမှလည်းသူ့ရဲ့တည်တံ့တည်ရှိနေတဲ့အလားနဲ့တရားသဘောရှိတယ်ဆိုတာကို ကျွန်တော်တို့ကတိမ်မွေ့စွာသတိပေးနေသလိုပါပဲပကြကတ်ဆိုင်ရတမှုဟာ သူပေးတဲ့ခန်းစားချက်ဖြင့်ပကြီးဆရာရဲ့လက်ရာမြောက်မှုအပေါ်မှာလည်းအများကြီးမူတည်နေပါလေဆရာအောင်စင်းရဲ့လက်ရာကိုတခြားစွာခန်းစားကြည့်လေအံ့ဩစရာတွေရရှိခန်းစားရလေးလေးပါပဲကြာရွက်ဒီပေါ်မှာတင်ချန်နေတဲ့ရေချက်ရေပေါက်ကလေးတွေကိုကြည့်ပါတကယ်ရေချက်ကလေးတွေလိုပဲကြည်လင်တောက်ပါနေတယ်ဂျပန်ပွင့်ဖတ်တွေရဲ့ဘာလွာပီနူးညံ့တဲ့သဘောကိုအယောင်တင်ချာ အလင်းမောင်တွေနဲ့ပုံပေါ်ထားပုံကပညာယူစရာပါရေပြင်ကို ရေးဆွဲတဲ့အခါမှာလေသူဟာအယောင်ပြောင်းလဲကိုတုံးလေးမရှိတာတွေ့ရပါလေအစိမ်အပြာခရမ်းအဝါညိုရောင်တွေကို ရောစပ်ပြီးရေရဲ့နဲ့အတိမ်နဲ့လှုပ်ရှားမှုကိုဖော်ပြပါလေဒီပကြီးကမှဆိုရင် သူ့ရဲ့စုပ်ချက်တွေကပူပြီးရေရင်တက်ကြွနေပါလေ ရေပြင်ပေါ်ကရောင်ဆက်တွေအလင်းပြန်မှုတွေကိုထူထဲတဲ့စုပ်ချက်တွေနဲ့ပုံဖော်ထားတာဟာခံစားမှုကိုပိုပြီးပြင်းထန်စေပါလေ။ဒါဟာဆရာအောင်ဆင်းဟာလက်တွေ့ဆန်တဲ့ပုံဖော်မှုမှာလဲကျွမ်းကျင်သလိုခံစားမှုကိုဦးစားပေးပုံဖော်တဲ့ impressionism မှာလဲဘလောက်ထိစွမ်းဆောင်နိုင်လဲဆိုတာကို ပြပလဲသဘောပါ။တဆူ ရှာအောင်စင်းရဲ့ဂျာကန်ပကြီကားတွေကိုခန်းစားကြည့်ရှုနေကြတဲ့ကျွန်တော်တို့တွေပကြီကားတွေကနေဘာတွေရရှိလိုက်ပါသလဲသူရဲ့ပကြီကားတွေဟာကျွန်တော်တို့ကိုမျိုးပြရဲ့ဆူညံပွေလီမှုကနေခဏတာခေါ်ထုတ်သွားပြီးတဘာဝရဲ့ငိမ့်ချမ်းတိတ်ဆိတ်မှုတွေကို နှိမ့်မြုပ်ပေးလိုက်ပါလေရေပြင်ပေါ်ကဂျာတဝင်းကိုငင်းကြည့်ရင်ကိုယ်စိတ်တွေကပူပင်တွေကိုခဏတာမေ့ထားဖို့အခွင့်အရေးတွေပေးပါလေ ။ဒါပြင်အလှတရားကိုဘလို့ရှာဖွေရမလဲဆိုတော့ကိုလည်းသင်ပေးပါလေ။ပြီးပြည့်စုံခြင်းမှလည်းအလှရှိတာမဟုတ်ဘဲမပြည့်စုံခြင်းညှိုးနွမ်းခြင်းတွေမှတောင်းသူ့ဟာနဲ့သူတမိုးရှိတဲ့အလှတရားတွေရှိနေတယ်ဆိုတော့ကို နားလေစေပါလေ။ အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ရှာအောင်သင်ဟာဂျာဂန်တွေကို ရေးဆွဲခဲ့တာမဟုတ်ပါဘူး။သူဟာဂျာဂန်တွေကနေတခြင်းဘဝကိုရေးဆွဲခဲ့တာပါ။သူ့ရဲ့ပကြီကားတွေဟာမျက်စိအတွက်သာမဟုတ်ဘဲနှလုံးသားနဲ့ခံစားပြီးအုံနောက်နဲ့တွေးစားဖို့အတွက်ပါရည်ရွယ်ချတဲ့အဖိုးမဖြတ်နိုင်တဲ့အမှုပညာလက်ရာတွေပါပဲခင်ဗျာ။ကြည့်ရှုအပိတဲ့အတွက်ဂျေဇူးအထူးတင်ရှိပါရခင်ဗျာ။ နောက်တစ်ပတ်များမှလည်းတခြားသောပကြီးရှာတွေရဲ့ပကြီးကားတွေကိုကျွန်တော်ကတတ်နိုင်သလောက်ခန်းစားပြီးပြီးမျှဝေပေးသွားအောင်မှာမို့ကျွန်တော်ရဲ့ Artist Artistry Channel လေးကိုဆက်လက်စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ